ဘာစီလိုနာရဲ့ရှုံးပွဲကနေအာတီတာရလိုက်တဲ့သင်ခန်းစာများ မျက်စိရှိမှရင်ပြုတ်ကြီးပွားကိုရောက်သွားတဲ့ဘာစီလိုနာကိုကြည့်ပြီးတော့အာတီတာတယောက်နှစ်ဖူးပေါ်လက်တင်ကစင်စားကန်းဝင်နေလောက်ပါပြီ။ညာကကစားခဲ့တဲ့ဘာစီလိုနာနဲ့အင်တာရဲ့ပွဲစဉ်မှာတော့အာတီတာအတွက်အသက်ဆရာအချက်တွေကိုတွေ့ရှိခဲ့ရပါပြီ။ပထမအဆုံးတစ်ချက်ကတော့ဘောလုံးကင်ထားတိုင်းဘာမှကိုဖြစ်မလာဘူးဆိုတာပါပဲ။အင်တာနဲ့ကစားခဲ့တဲ့နှစ်ကြော်လုံးမှာဘာစီလိုနာကဘလုံးပိုင်ဆိုင်မှုအသာစီရပါမယ်လို့နှစ်ပွဲစလုံးမှာအင်တာကတာဥဆောင်ကိုတွင်ယူခဲ့တာဖြစ်ပါပြီ။ဒါကြောင့်မလို့အာဆင်နယ်အနေနဲ့ကတော့ဘောလုံးအသာစီယူဖို့ထက်ကန်ကွင်းရခဲ့တဲ့ခဏလေးမှာအခွင့်အရေးဖန်တီးတက်ဖို့လိုပါလိမ့်မယ်။အရေးကြီးဆုံးတစ်ချက်ကတော့မတည်ပိုင်ပဲဖြစ်ပါ ါပါတယ်။ဆီမီဖိုင်နယ်နှစ်ကျော်စလုံးမှာဘာစီလိုနာကအနိုင်တေရတဲ့ဦးဆောင်ဂိုးတွေနဲ့တွင်းယူနိုင်ခဲ့ပေမဲ့လည်းမတဲပိုင်းကြမတော်ပဲအင်တာကအကောင်ဆုံးပြန်လာနိုင်ခဲ့ပါတယ်။အာဆင်နယ်ရဲ့ချန်ပီယံလီဂကုသမဖြစ်တဲ့ရာယာပေါ်85ရာဂိုင်းတုံးထိကိုမူတည်ပါတယ်။ ညာကကစားခဲ့တဲ့အင်တာနက်ပွဲစဉ်မှာလည်းအင်တာကိုသမဆိုမာကဘာစီလိုနာရဲ့ဂိုးရနိုင်ခြင်းရှိတဲ့၃လုံးထိကိုမှ safe လုပ်သွားခဲ့တာလည်းဖြစ်ပါရင်နောက်ဆုံးတစ်ချက်ကတော့အမြင်ပေါ်တွေပဲဖြစ်ပါရင်အမြင်ပေါ်အာသာချက်ရှိတဲ့အာဆင်နယ်ကဒီပွဲမှာအာသာချက်ကိုကောင်းကောင်းဆုပ်ကိုင်သွားနိုင်ဖို့လိုပါရင်ဒီအချက်ကိုသတိထားမိတဲ့ PSG ကလည်းအာဆင်နယ်ကိုတားဆီးဖို့ပြင်ဆင်လာပါရင်ဒီနေရာမှာကတော့နီးပြရဲ့ကစားကွက်ဆိုတာထက်ကစားသမားတွေရဲ့ဖြတ်ထုတ်ညံကအရေးပါလာပြီလည်းဖြစ်ပါရင်ရီးရဲ့ကိုတော့မှတပွဲတည်းကို free kick နှစ်ခါသွင်းခဲ့တဲ့အသင်မို့လို့ပြမပီမချင်းအာဆင်နယ်ရှုံးပြီလို့မပြောဖို့သတိပေးလိုက်ချင်ပါရင်